ခဲ့တဲ့နိုင်ပိုင်းတွင်ကမှပူနွေးနေပြီးဆုံးသွားခဲ့တဲ့ကျွန်တော်မြန်မာ U19 အတင်းရဲ့လူငယ်ရဲ့ခြေစွမ်းတော်တကယ်ကိုအမခံပါပဲတကယ်ကိုပဲဒီဗီဒီယိုလေးနဲ့အထူးကျွန်တော်ရဲ့ကြည့်ရှုနေကြတဲ့ viewer တွေထဲမှာ U19 ကကစားသမားတွေများပါနေခဲ့မယ်ဆိုရင်ဒီကနေပဲကွန်ပျူပေးခြင်းတယ်လို့ပြောကြားချင်ပါတယ်ဗျာ။အဲကြောင့်လဲဆိုတော့အကိုတို့မြေတွေ့ခြင်းနေတဲ့ခြေစွမ်းမျိုးဒီနေ့ညနေပိုင်းမှာကစားခဲ့တဲ့ငါညီတို့ရဲ့ခြေစွမ်းတကယ်ကိုပဲအကိုတို့အတိမတ်မပြုတ်ပဲမနေနိုင်တော့အောင်ပဲကောင်းမွန်လွန်ခဲ့ပါပဲ။ ောင်းကောင်းမွန်လုပ်ခဲ့ပါဘာကြောင့်လဲဆိုတော့ကို့ထက်ညင်းနဲ့ပါဝါအရာကို physical ဘိုင်းအရာကိုကို့ထက်တာပါတယ်ဆိုတော့အိုမန်အသင်းကိုတူတူတန်တန်မကသူတို့ထက်ပိုတဲ့စွမ်းဆောင်မျိုးကိုပြသပြီးတော့မှကို့အိမ်ကွင်းပရိသတ်တွေကိုပျော်ရွှင်မှုပေးခဲ့လို့ပါပြောမယ်ဆိုရင်တူဦးချင်းစီကို live ပြီးတော့ highlight လုပ်ပြီးတော့ချီးကျူးမယ်ဆိုရင်မမျှတရရောက်မှာဆိုတဲ့အတွက်အကိုကတော့ခြုံငုံပြီးတော့ပဲတသိန်းလုံးကတကယ်ကိုပဲအကိုတို့ကြည့်ရှုနေကြတဲ့ပရိသတ်ရေးအတွက်တကယ်ကိုရတတ်တခု ပေးနိုင်ခဲ့တဲ့အတင်းတင်းဖြစ်အကူကတော့မှတ်ချက်ပေးခြင်းနဲ့ focus လုပ်ပြီးတော့ highlight ပြောပေးပါဆိုရင်တော့အရင်ဆုံးကိုသမောင်းကိုလည်းပြောခြင်းနဲ့ကိုသမားအနေနဲ့တကယ်ကိုတပွဲလုံးမိနစ်60လုံးလုံးမှာလာသမျှဘောလုံးသူ့လက်ထဲလုံးဝလွတ်မကျပဲနဲ့တတိချာချာကိုအကောင်းဆုံးကာကွယ်ပေးခဲ့တယ်တကယ်လည်းဒီကိုသမားကျွန်တော်မြန်မာလက်ရွေးစင်လူကြီးအတင်းအတွက်တကယ်ကိုအလားအလာပြည့်နှက်နေတဲ့ player လို့ပြောခြင်းနဲ့နောက်တစ်ချက်ကတော့ကျွန်တော်တို့မြန်မာအသင်းမှာတကယ်ကိုပဲနှစ်ကို10စုနှစ်အထိကြာမြင့်စွာပျောက်ဆုံးနေတဲ့ individual scale ပြီးသွားတဲ့ player တွေကိုလည်းများစွာတွေးခဲ့ရတယ်เนาะကျွန်တော်တို့အခြေတန်းမှာဆိုလဲအားလုံးသိကြတဲ့အတိုင်း tournament 19ကျွန်တော်တို့ရဲနိုင်အောင်တော်လေးကိုကောင်းတယ်ဘောလုံးအထိမ့်သိမ့်ညက်တယ်ပြီးရင်ဘောလုံးဆွဲတာတွေအလိန်အခေါက်ထွက်တာတွေတကယ်ကိုကျွန်တော်တို့ကြည့်ရှုချင်နေတဲ့เนาะကျွန်တော်မြင်တွေ့ချင်နေတဲ့တကယ်ကို pro sansan player တယောက်ရဲ့ခြေစမ်းမျိုးကိုမြန်မာ U18 အသင်းမှာ ကျွန်တော်မြန်မာထစ်ထင်ဒီနေ့မြင်တွေ့ခဲ့ရတယ်။ဘယ်အောင်မှာကစားတဲ့ကျွန်တော်ကျောင်းနံပါတ်30အရန်ကောင်းပါတယ်။အတွန်းအလုပ်တွေနဲ့တကယ်ကိုကြော်ဖြတ်ပြတာတွေရ ကျွန်တော်တို့မြန်မာပရိသတ်တွေအရန်ကိုကြည့်ချင်နေတဲ့ပုံရိပ်တွေပဲဖြစ်ပါတယ်ဆိုတော့ဒီကကြည့်ရှုနေကြတဲ့ထဲမှာ29ကပလီယာတွေပါတယ်ဆိုရင်လည်းဆက်ပြီးတော့ကြိုးစားပါလို့အကွာဒီကနေခေါ်ပေးခြင်းနဲ့ဒီပုံစံဒီအစုအဖွဲ့ကတော်တော်လေးကိုကောင်းနေပြီအဲဒီလိုမျိုးပြောမယ်ဆိုရင်ကိုယ့်ထက်မြင့်တဲ့အသင်းကိုမိနစ်60လောက်လောက်တိုက်စစ်မချဘဲနဲ့ကစားဖို့ကျွန်တော်တခုတော့မေးခြင်းနဲ့ အဲ့ဒီအတင်းကိုဂိုင်တွယ်နေတဲ့နီးပြနဲ့ပြောမယ်ဆိုရင်အုပ်ချုပ်သူတွေအဖွဲ့ဝင်တွေပေါ့ဘလို့များ motivate လုပ်ခဲ့လဲပေါ့နော်ကျွန်တော်အဲ့လေးတော့မေးချင်တယ်ဘာကြောင့်လဲဆိုတော့အရန်ကိုတော်လုံးလို့ပါဒီလိုမျိုးကျွန်တော်တို့ကိုထက်အင်အားကြီးကိုထက်ခြေစွမ်းတာမယ်လို့ယူဆရတဲ့အတင်းအိမ်နဲ့တွေ့တယ်ကျွန်တော်မြန်မာအတင်းအမြင်နဲ့အောက်ကပဲကန်တာအမြင်နဲ့အောက်ကပဲကန်တာဒါပေမဲ့ဒီနေ့ကလုံးဝဆန့်ကျင်ပဲ သူတို့မှာယုံကြည်မှုစိတ်အပြည့်အဝရှိတယ်ကိုယ့်ရဲ့ခြေစွမ်းကိုယုံကြည်တယ်အပြင်ပြောမယ်ဆိုရင်မကြောက်မရွံ့အကုန်ပုံစံဘောင်းစုံတဲ့ဟိုတကယ်တော့ကွင်းထဲမှာလှုပ်ပြနေတာเนาะလှုပ်ပြနေလူ3 4ယောက်ကြားရရလဲဆွဲလို့ဆွဲเนาะကြော်ဖြက်လို့ကြော်ဖြက်เนาะပြီးရင်အရှိရတိုက်စစ်မှုဆိုလဲဒီတိုင်းပဲဘလုံးလက်ခံပုံတွေကောင်းဆုံးနေရာယူပုံတွေလဲကောင်းတယ်အတူအလုတ်တွေဖြက်ကြော်ပုံတွေကလဲတကယ်ဝကြည့်နေတဲ့ပရိသတ်တွေအနေနဲ့ဘာတွေဆက်ဖြစ်အောင်လဲဘာတွေဆက်ဖြစ်အောင်လဲဆိုတော့မျောလင်းချက်တွေ ကျွန်တော်တို့ရဲ့စိတ်ထဲမှာဖြစ်ပေါ်စေခဲ့ပါတယ်။ပြီးတော့ကျွန်တော်တို့မြန်မာအသင်းမှာတကယ့်ဟိုမှာရှာမရှာဆိုတဲ့ကြောမယ်ဆိုရင်ဘောလုံး shoot ပါပါတယ်ပေါ့နော်။အဝေးကနေအဝေးကန်ကြ long shoot တွေကတတော်လေးကိုကျွန်တော်တို့မြန်မာ youth squad အသင်းမှာတွေ့ရတယ်။ accuracy လည်းမှန်တယ်၊ kick power တွေလည်းကောင်းတယ်။ဒါကြောင့်လည်းအဝေး kick တွေနဲ့မြန်မာ youth squad အသင်းမှာကျွန်တော်တို့ဒီတကူရတာကိုမြင်တွေ့ရတယ်။ပြောမယ်ဆိုမြန်မာ youth squad အသင်းမှာကျွန်တော်တို့ လူကြီးအသင်းတွေမှာမြင်တွေ့ရခဲ့တဲ့ ကျွန်တော်တို့တရားချင်းကြော်ဖြတ်မှုတွေအလင်အခေါက် drilling skill တွေပြီးရင်ဒီလိုမျိုး shoot power တွေပြီးရင်ခေါင်းတိုက်ကိုးတွေဒီအရာတွေအားလုံးကို U19 အသင်းမှာကျွန်တော်တို့မြင်တွေ့နေခဲ့ရတာဖြစ်ပါတယ် ဒါကြောင့်လည်းအများကြီးမျော်လင့်နေကာညီတို့ဒီတက်ပို့ပြီးတော့စူးစားပါလို့အကွာတော်ဒီကနေခွန်အားပေးခြင်းနဲ့ကိုရိုဘက်ကလည်းအားပေးရမယ့်ပြည်သက်တွေကလည်းလုံးဝကောကညီလိုကိုစပိုတင်ပေးမယ်ဝန်ရံပေးသွားမှာဖြစ်ပါတယ်လို့ပြောကြရင်းနဲ့ပဲဒီမျိုးလေးကိုဆုံးသက်ခြင်းပါတယ်ကျွန်တော်ကြီးရှုနေကြပြွာရီအနေနဲ့ရောမြန်မာ U18 အသင်းနဲ့ပတ်သက်ပြီးဗာမြတ်ဖတ်ချက်ပေးခြင်းနဲ့မှတ်ချက်ပေးခြင်းနဲ့ရှင်းကုန်မှာရေးသားကြပါကျွန်တော်နေ့စဉ်နဲ့မြန်ကြီးရှုအားပေးနေကြတဲ့ယူအတူတူရောက်ချင်းစံလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆုံကြပါဗျ See you next video